လာမဲ့လေးတင်ချင်းတဲ့ကမ္ဘာတသိမှာဖះဖြစ်မဲ့ဖះရဲ့အလျာဖះရဲ့အညွန့်နဲ့လူတွေကတို့တို့တကယ်လို့တို့ဒီမင်္ဂလာမြတ်စွာဘုရားရဲ့ထံတော်ဘွားမှာတို့တရားတို့တရားမြတ်ကိုမရခဲ့လို့ရှိရင်နော်မြစ်ထဲမှာမျောနေတာဒီစိတ်ကန်းကိုမကတ်နိုင်ရင်ဟိုးအောက်ကြတဲ့စိတ်ကန်းကြရင်တော့တို့ကတ်နိုင်မှာပဲဆိုတဲ့အတွေ့မျိုးနဲ့လူတွေကဝိုင်းပြီးတော့ပူဇော်ကြသူမိသားရှင်ရဲ့သိကိုနော်ဘယ်လောက်ထိပူဇော်ကြလဲဆိုတော့ပန်းတွေအများကြီးနဲ့ပူဇော်တာပန်းတွေကိုအပုံကြီးဖြစ်နေတယ် ပန်းနေနဲ့ပူဇော်တာကလူတွေတည်းမကဘူး။နော်ဒီပင်ကရာမြတ်စွာဘုရားနဲ့ယဟန္တာပေါင်း၄သိန်းကလည်းပဲအဲ့ဒါပန်းရှစ်ဆုပ်နော်ဒီပင်ကရာမြတ်စွာဘုရားကလည်းနော်ပူဇော်တယ်ဆိုတာကတော့အမျက်တနိုးနှံပိုးထားတဲ့လေးစားတဲ့အနေနဲ့ဒါပန်းရှစ်ဆုပ်သူ့ဘုံကိုကျဲထားခဲ့တာ။အဲ့ဒါပန်းမုံကြီးဖြစ်နေတာ။ဒါဘုရားရှင်ကိုရမြတ်ကြီးပြန်ကြွသွားပြီဆိုတော့အဲ့ဒီပန်းမုံကြီးပေါ်မှာထိုင်နေပြင်းတို့ဘုရားလောင်းကသူ့မိသားစု နော်အကုန်လုံးပြန်သွားကြပြီလူတွေလည်းပဲပူဇော်တဲ့လူတွေလည်းမရှိတော့ဘူးအဲ့ဒီတော့ပတ်မုံကြီးတို့ကသူတပါးတယ်ငါ့ကိုဒီပင်ကရာမြတ်စွာဘုရားကဖျားရှင်စီဧကံဖြစ်လိမ့်မယ်လို့ဗျာဒိစကားမိန်သွားတယ်ဖျားရှင်တို့ရဲ့ဗျာဒိဆိုတာလည်းလွဲမားတယ်လို့မရှိဘူးအဲ့တော့ဒီနေ့ပဲမနေ့ပြန်မယ်နော်သဗ္ဗညုတညံကိုရတော့မလို့မျိုးမြတ်စွာဘုရားလောင်းတော်ရဲ့စိတ်ထဲမှာအဲ့ဒါလို့အလွန်တရာမှထက်သန်တဲ့ယုံကြည်မှုနော်ဒါတွေကရှိနေတယ်ဒါမဲ့လို့ ဘုရားဖြစ်လိမ့်မယ်လို့သာပြောသွားတာเนาะဘုရားဖြစ်အောင်ဘလို့လုပ်ရမလဲဆိုတာကိုပြောသွားတာတော့မရှိဘူးအဲ့ဒီမှာဦးဇင်းတို့ထူးခြားချက်တစ်ခုကဘာလဲဆိုတော့နတ်တွေပြမာတွေရောက်လာတယ်တဲ့နတ်တွေပြမာတွေရောက်လာပြီးတော့ဘာလို့ဘာပြောကြတော့ဆိုတော့အိုးအရှင်သူမေတာတင်ဟာဘုရားရှင်စီအကံဖြစ်မယ်ဆိုတာဒါသိကြတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရှင်းတော့ကဘုရားလုံးနေဗျာဒိတ်ရပြီဆိုလို့ရှိရင် ဖြစ်ပေါ်ခဲ့မှုတဲ့နမိတ်တွေဟာလည်းပဲအခုလည်းဖြစ်နေတယ်တဲ့။နော်နတ်တွေပြမာတွေကတဏ္ဍအလွန်ရှိတာဆိုတော့သူတို့မှအတွေ့အကြုံတွေရှိတယ်ပေါ့။ဟုတ်လား။ရှေ့တုန်းကအလောင်းတော်တွေဗျာဒိတ်ရပြီ။ဗျာဖြစ်မယ်လို့ဗျာဒိတ်ကိုခံရပြီဆိုလို့ရှိရင်ဖြစ်ပေါ်ရဓမ္မရာလောကကြီးရဲ့စံကြယ်တဲ့နမိတ်လက္ခဏာတွေ။နော်ဒါတွေဟာလည်းပဲအခုလည်းပဲဖြစ်နေတယ်တဲ့။အဲ့ဒါနမိတ်ကြီး30နဲ့2ပါးတဲ့။အဲ့ဒါတွေအကုန်လုံးတော့ဥစဉ်ကောင်းထဲမှာမမှတ်နိုင်ဘူး။ အဲ့ဒီကစိတ်ဝင်စားတာလေးတော့မှတ်ထားတာတော့ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တခြားတခြားသောနေ့တွေမှာလူတွေဟာမယောင်ရင်မတင်းတိမ်မှုမကျဉ်းနှံ့မှုတွေနဲ့နေကြတာဒါပေမဲ့ဗျာဒိတ်တော်ခံယူတဲ့နေ့မှာတော့လူတွေရဲ့စိတ်ထဲမှာမယောင်ရဲမှုမတင်းတိမ်မှုဆိုတာမရှိဘူးတဲ့။ယောင်ရဲတင်းတိမ်မှုရှိနေတယ်တဲ့။အော်စရာမကောင်းလား။နော်ဒါဖျားဖြစ်လာမဲ့ပုဂ္ဂိုလ်တဦးတယောက်ရဲ့နော်စွမ်းရည်တက်တီကို နော်ဓမ္မပိုင်းဆိုင်ရာကနေပြီးတော့ဒါအတောက်အကူပြုတ်ပြီးတော့အတိအမှတ်ပြုတ်လိုက်တဲ့သဘောမျိုးလို့လည်းပဲဥစဉ်ကတော့စဉ်းစားကြည့်တယ်ပေါ့နော်တခြားတခြားသောနေ့တွေမှာတတ္တဝါတွေရဲ့တဏ္ဍာမှာယာကဒေါသမောဟဆိုတဲ့အညစ်အကြေးတွေရှိတယ်